ခြေတပ်ပေါက်ခြေကလေချောင်းတိုက်ခတ်ခံရပြီးကြည်သူ6ဦးထိခိုက်ဒဏ်ရာရှိတယ်။မန္တလေးဧပြီစခွန်မန္တလေးတိုင်းစင်ကူးမြို့နယ်ခြေတပ်ပေါက်ခြေရာကိုအာဏာသိမ်းစစ်တပ်ကလေချောင်းတိုက်ခတ်ခဲ့ပြီးနောက်ပြည်သူ6ဦးကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်ဦးနယ်ခရိုင်ပကဖတာဝန်ရှိသူတို့ကယနေ့ညပိုင်းတွင်ပက်ဖီကော့သတင်းဌာနကိုပြောပါတယ်။ဟိုဂျက်ဖိုက်တာနဲ့အဲပေါ်ရန်ကတလုံးကျဲသွားပါတယ်။ တကယ်ဦးအဲဓမ္မကြီးလာတက်လင်းပါတဲ့ဗျဟိုအဆောင်ကတော့အဆောင်သေးပါဝင်စတဲ့ကြောင်းတော့သုံးဆောင်ဖြစ်စည်းသွားတယ်ဒီတော့ပေါက်ကဘယ်လိုသုံးချိန်ပါကြိုက်တဲ့လူတွေမစိုးရင်ပါဘူးကြားလေးမနစ်ပါဗျကလေးမပါပါဘူးဟာနာဒင်းစီအိုစုလောက်ခံချက်ဖိုက်တာတစ်စီးကရှင်ကူးမျိုးနဲ့ရှိကြည်တော့ပေါက်ကြီးရာကိုလေချောင်းကနေတက်ခိုက်ခဲ့တာကြောင့်စာတင်ချောင်းများပျက်စီးခဲ့ရပြီးဖြီသူတွေကထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်အာနာဒိန်စီအုပ်စုက နေ့တွင်ကရင်ပြည်နယ်နှင့်မန္တလေးတိုင်းတို့တွင်ဒီကြောင်တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့တာကြောင့်ရက်သားထိခိုက်ဒိဆုံမှုတွေရှိနေကြောင်းသိရပါတယ်